ီစကားလေးကတော့တောင်ကိုရီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဂျန်တီဝန်းဆိုတဲ့နာမည်ကြီးဆရာဝန်ကသူ့ရဲ့တူးကျွန်တဲ့ခွင့်စိတ်မှုတွေကြောင့်အားလည်းရမရှိအောင်အလုပ်လုပ်ရသူဖြစ်ပါတယ်။အလုပ်ဘလောက်များများ သူ့မိသားစုကိုတော့အချိန်ပေးတတ်သူဖြစ်ပါတယ်။သူ့မှာချစ်လောက်သောမိန်းမနဲ့ငါးနှစ်အရွယ်သားလေးတယောက်လည်းရှိပါတယ်။တနေ့မှတော့သူ့ဘဝကြီးပြောင်းဆန်မယ်နေ့ကိုရောက်လာခဲ့ပါတယ်။သူသားလေးရဲ့အကြောင်းမှရေကူးနေရင်လည်းရုတ်တရက်သတိမိသွားခဲ့တယ်။ ကလေးကိုစီးုံချက်ချင်းပူခဲ့ပြီမယ်လေသူ့အချင်းလေးကတော့မဟန်ပါဘူးသူ့ရဲ့အဆောအဆွေမှာခဲလာတာကြောင့်ပုံမှန်အလုံးမလို့တော့တာဖြစ်ပါတယ်နနကင်းကားမှအကောင်းမရှိနေသေးတဲ့သူသားလေးကအခုလိုဖြစ်သွားတဲ့အတွက်ဂျမ်းကိုရှော့ရသွားစီခဲ့ပါတယ်သူ့လိုဝိုင်းဆရာဝန်တယောက်တော့ဒီယောဂလက္ခဏာကိုမမြင်နိုင်ခဲ့ပါဘူးဂျမ်းရဲ့တောကတွေကဒီမှနေမပြီးသေးပါဘူးအိမ်ညမှာအိမ်ပြန်ပြီးပစ္စည်းတွေတော့ယူရတဲ့သူမိမကလည်းဂျမ်းပေါ်မှာရုတ်တရက်လဲကြပြီးတည်ဆုံးသွားခဲ့ပါတယ် ဆယ်နှစ်နှစ်အတွင်းမှာမိမရောကလေးပါဒီလိုမျိုးတွေဖြစ်သွားခဲ့တာကြောင့်ဂျန်လည်းအတော်စိတ်ထိခိုက်သွားခဲ့ပါတယ်။ဒါနဲ့ပဲဂျန်ဟာသူကိုယ်တိုင်သူမိမကိုခွဲစီပြီးယောဂကိုဖြေရှာဖို့လုပ်ခဲ့ပါတယ်။အစာပိုင်းမှာတုန်တုန်ရင်ဖြစ်နေပြီးမြဲအောင်မြင်စွာခွဲစီနိုင်ခဲ့ပါတယ်။အားလုံးအားတင်သွားစီတာကတော့သူမရဲ့အဆုတ်ကလည်းကိုမဝင်မိမိနေတဲ့သူတို့သားလေးရဲ့အဆုတ်လိုပဲဖြစ်စီနေတာပါ။ Pulmonary fibrosis လို့ခေါ်တဲ့အဆုတ်ယောဂတစ်မျိုးကိုခံစားနေရပြီးအဆုတ်အလုံးမင်းပျက်စီးနေခဲ့ပါတယ်။ ရေဘူးကအပြင်းတော့ဒီယောဂကိုခံစားနေရတဲ့သူဟာအလိုမင်းချောင်းဆိုးတာအားနေတာနဲ့အစာတော့ပြတ်တာတွေဖြစ်တတ်ပါတယ်ဒါပေမဲ့ဂျန်ရဲ့မိမနဲ့ကလေးကတော့ရုတ်တရက်လဲကျသွားခဲ့ကြတာပါအဲ့ဒါကပဲအယံကိုထူးဆန်းစေခဲ့တာပါလွန်ခဲ့တဲ့3လလောက်ကသူ့မိမရဲ့ကျန်းမာရေးစစ်ဆေးမှုရလဒ်ကလည်းပုံမှန်ပဲဖြစ်နေတာကြောင့်ဂျန်စိတ်ဖိအားများဖြစ်နေခဲ့ပါတယ်3လအတွင်းမှာဒီလိုအဆိုးယောဂဖြစ်မယ်ဆိုတာမဖြစ်နိုင်လို့ပဲဖြစ်ပါတယ်အဲ့တော့ဂျန်ကသူ့မိမရဲ့ဇာပနာအခမ်းအနားကိုဝမ်းနဲ့ပူစည်းစာနဲ့ပြုလုပ်ခဲ့လိုက်ရပါတယ် ဇာပနာမှာဟန်ရန်ကျူးလူခေါ်ရခင်မဖြစ်သူရှိနေလေရှိနေခဲ့ပါတယ်။သူတို့နေရဝန်နေငူကျင်နေကြလို့တယောက်နဲ့တယောက်စကားတော်မပြောနိုင်ကြပါဘူး။ရက်တန်ငယ်ချိန်ပြီးနောက်မှာတော့ဂျန်ကိုအစည်းအဝေးခန့်ထဲမှာလည်းတွေ့ရမှာဖြစ်ပါတယ်။ဆရာဝန်တယောက်ကလည်းဒီထူးဆန်းတဲ့အဆို့ယောဂါဟာအသက်ဆန်းယောဂါမဟုတ်ကြောင်းပြပြနေခဲ့ပါတယ်။ဒီလိုဖြစ်ရမျိုးကလွန်ခဲ့တဲ့9နှစ်လောက်ကတခြားမျိုးကနေမကြီးသမားတို့တယောက်ကဆောင်းပါးရေးသားခဲ့ပေမဲ့အသက်မဝင်ခဲ့ပါဘူး။အဲ့လိုကြားလိုက်ရတော့တည်ကျင်စီပြင်ထနေတဲ့ဂျန်အတမတော်စီသွားပြီးယောဂအကြောင်းပူလေးလာခြင်းခဲ့ပါတယ် ကတ်တိုရကြလေးမောင်းလိုက်ပြီးတော့နောက်ဆုံးမှာတော့သူကတမတော်ကြီးရှိတဲ့နေရာရောက်သွားခဲ့ပါတယ်။ဂျန်ဖြစ်စဉ်ကိုအချင်းချင်းပြပြလိုက်ပါတယ်။တမတော်ကြီးကလည်းအရင်ကသူရေးခဲ့တဲ့အစီအစဉ်ကစားတရားကျော်လောက်ကိုထုတ်ပြခဲ့ပါတယ်။သူကဒီယောဂနဲ့ပတ်သက်ပြီးဆောင်းပါးတော်ရေးခဲ့ပြီးမြဲအစိုးရကတော့နည်းနည်းမှတော့သတိမထားမိခဲ့ပါဘူး။ဒါကြောင့်သူကလည်းအဲယောဂနဲ့ပတ်သက်တဲ့သူတည်တနာတွေကိုလက်လျှော့ခဲ့တာပဲဖြစ်တယ်လို့ပြပြနေခဲ့ပါတယ်။ဂျန်ကလူနာရီထဲမှာတူညီတဲ့လက္ခဏာမရှိဘူးလားလို့မေးလိုက်ပါတယ်။ တမားတို့ကြီးကလည်းလူနာအများစုကတော့နွေဦးကာလာမှာနေမကောင်းဖြစ်ကြတယ်လို့ပြောခဲ့ပါတယ်။ဒါဆိုရင်ဆောင်းရာသီမှာယောဂအစပြုရလို့ညွှန်ပြနေတာပဲဖြစ်ပါတယ်။ယောဂရဲ့အဖြစ်အပျက်ရှာဖို့ဂျန်အဆိုယောဂကြောင့်တည်ဆုံသွားတဲ့မိသားစုတွေကိုစီရင်ပြုလုပ်လိုက်ပါတယ်။ပြီးတော့သူကတည်ဆုံသွားတဲ့သူတွေရဲ့မိသားစုတစုချင်းစီကိုစပို့ပြီးယောဂလက္ခဏာတွေကိုမေးမြန်းစုံစမ်းခဲ့ပါတယ်။သို့တော်လည်းတပတ်တောင်ကြာခဲ့ပြီမြေသူကမှအကြောင်းမပြန်ခဲ့ကြပါဘူး။ဒါကြောင့်မို့သူကတယောက်ချင်းစီရဲ့အိမ်ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ပထမဆုံးသူကပင်လို့ခေါ်တဲ့မိမရောကလေးနှစ်ယောက်ပါဆုံချိုးသွားတဲ့သူစီကိုတွားခဲ့ပါတယ်။ပင်ကရသမားလုံးလုံးဖြစ်သွားခဲ့တာကြောင့်ဘာမှသိမမေးလိုက်ပါဘူး။အဲ့တော့သူကအသက်ရှူဆက်အကူအညီနဲ့အသက်ရှင်နေတဲ့အဖွားအိုရဲ့သမီးစီကိုတွားခဲ့ပါတယ်။အဖွားအိုအနေနဲ့ကလည်းသူကိုယ်တိုင်နဲ့အဆူယောဂါကိုခံစားနေရတာကြောင့်ကြာကြာအသက်ရှင်တော့မှမဟုတ်ဘူးလို့ပြောပြခဲ့ပါတယ်။ဂျန်ကသူမကိုမိကုန်းနဲ့အများကြီးမေးခဲ့ပေမယ့်ယောဂါနဲ့ပတ်သက်တဲ့တဲလွန်စာကိုတော့မတွေ့ခဲ့ပါဘူး။အိမ်ပြောတော့သူကသူမိမနဲ့ကလေးပုံရိပ်တွေကိုမြင်အောင်လာပါတယ်။သူ့မြင်အရုံထဲမှာ သူမိမနဲ့ကလေးရဲ့ချောင်းနေအဆက်မပြတ်ဆုံးနေကြပါတယ်။ဘီနာတဝိုက်ကိုကြည့်လိုက်တော့လေလေသက်ဆက်ကနေအငွေ့ကြီးထွက်နေတာကိုဒီထားမိသွားခဲ့ပါတယ်။ပြန်စင်းစားကြည့်လိုက်တော့မှအဖွားအုံနဲ့ပင်ရဲ့အိမ်မှာလေလေသက်ဆက်ရှိနေတာကိုသတိထားမိသွားခဲ့တယ်။ဒီလေသက်ဆက်တွေရဲ့စောင်းနေမှာအများဆုံးအသုံးပြုကြတာဖြစ်ပြီးတော့ဒီလိုပုံမှန်မှုတဲ့တည်ဆုံမှုကလည်းဒီဆက်တီနဲ့ပတ်သက်နေမယ်လို့ဂျန်ကကောက်ချက်ချလိုက်ပါတယ်။ဒါကြောင့်ဂျန်အချိန်နှီးဖြုံးမနေတော့ဘဲကိုရီးယားယောဂထင်းချိုရေးစင်တာ KCTC ကိုသွားပြီးအကြောင်းစုံကိုရှင်းပြလိုက်ပါတယ်။ပုံမှန်အဖြစ်တော့ဒီလိုကောလာဟာလာတွေကအပိတ်ခံထားရပြီမဲ့ ဂျန်ကနာမည်ကြီးလေးစားရတဲ့ဆရာဝန်တူဖြစ်တာကြောင့်စန်တာကကူညီဖို့သဘောတူလိုက်ပါတယ်။ဂျန်ဟာဒီလီသက်ဆက်တွေကတည်ဆုံမှုတွေရဲ့အကြောင်းရင်းဟုတ်မှုကိုသိအောင် KCTC နဲ့ပူးပေါင်းပြီးသူ့အိမ်မှာစံသက်လေးလာခဲ့ပါတယ်။ဒီသက်ဆက်ကို24နာရီဖွင့်ပြီးလောင်ရင်ထဲမှာကြွက်တွေကိုထည့်ပြီးထားလိုက်တယ်။ဒီစံသက်ချက်ကိုဘယ်သူမှမနှောက်ယှက်နိုင်အောင်အခန်းထဲမှာကင်မရာတွေလည်းတပ်ထားလိုက်ပါတယ်။ရဲတပ်ငယ်ကြပြီးနောက်မှာတော့အဖြေထွက်လာခဲ့တယ်။ KCTC ကတာဝန်ရှိသူဟာဂျန်နဲ့သူ့ခင်မကိုဆင့်ခေါ်ခဲ့ပြီးဆက်သက်နေခြင်းအတွင်းမှာကြွက်တွေအလုံးသေးသားရောက်ကြတဲ့အကြောင်းပြောကိစ္စတွေကခဲပြီးရုတ်တရက်တည်တဲ့ဖြစ်ကြောင်းပြပရခဲ့ပါတယ် KCTC ကတာဝန်ရှိသူကကြွတီကမှုနဲ့ရင်ငွေများလို့ဒီဆုံးနာမှုပဲ PHMG လို့ခေါ်တဲ့အစီအတီမျိုးရောက်ဒေတာဖြစ်ကြောင်းထပ်မံရှင်းပြပါတယ်။ PHMG ဆိုတာတန်ရှင်းလုတ်တဲ့အခါမှာသုံးတဲ့ဇီဝဓာတုပုသစီတမျိုးဖြစ်ကြောင်းပြပြခဲ့ပါတယ်။အဲဟောဆရာကောင်းတာက PHMG ပါဝင်မှုပမာဏအများကြီးကိုအခန်းထဲမှာတွေ့ရတာပဲဖြစ်ပါတယ်။ပြောနေထားတဲ့အတိုင်းပဲဂျန်ကူတာလည်းဒီကိစ္စကိုအံ့ဩနေပါတယ်။အဲဒါကြောင့်သူကအင်ကိုအမြန်ပြန်ပြီးသူ့အဆွေတွေထဲမှာတဲလွန်စာကိုလိုက်လံရှောက်ပြပါတော့တယ်။အန်ဇယ်ရဲကတက်ဖို့နဲ့မှာ spotless လို့ခေါ်တဲ့ဘူးကိုတွေ့သွားပြီး အကြောင်းအရာတစ်ခုကိုသတိပြန်ရတော့ပါတယ်။အဲ့ဒါကတော့ spotless ဆိုတာလေးသန်းစင်ဆက်စီးရဲ့စီးရီဖြစ်ပြီးသူမိမက spotless ကြော်ညာကိုတွေ့ပြီးဝယ်ခဲ့တာကိုသတိရသွားခဲ့ပါတယ်။ spotless စီးရဲ့ကိုရီးယားကျန်းမာရေးဌာနကတော့ထောက်ခံချက်ရရှိထားတာဖြစ်တဲ့အတွက်ဂျန်ကိုရာလေးကြိုက်တဲ့ PC ဖြစ်ပါတယ်။နောက်တစ်နေ့မှတော့သူ့ခဲမှရန်ကျိုးက spotless ထုတ်တဲ့ကုမ္ပဏီကြောင့်သတင်းဖြန့်မှုဆောင်းပါရေးပြီးသူ့အထက်လူကြီးကိုပြခဲ့ပါတယ်။တမကောင်းစွာနဲ့ပဲသူမအစုခံခဲ့ရပါတယ်။ဒီကိစ္စအလွန်အနေရများတာကြောင့် တခုလဲလျှော့ခဲ့ရင်သူတို့ဘာဒုက္ခရောက်သွားနိုင်ကြောင်သူ့အထက်လူကြီးကပြောခဲ့ပါတယ်။ဒါပေမဲ့လည်းရင်ကျိုးကလက်မလျှော့ပဲသူနီးသူရနဲ့လုပ်ဖို့ကြိုးစားခဲ့ပါတယ်။သူမကလူတချို့ကိုဖုန်းခေါ်ပြီးသတင်းဖြန့်တဲ့နေရာမှာပါဝင်မှုအကူအညီတောင်းခဲ့ပါတယ်။သူမစပော့လက်ထုတ်တဲ့ O2 ကုမ္ပဏီကဘလောက်လူမဆန်ကြောင်လူတွေကိုတတ်နေတဲ့အစိပ်ဖြစ်ကြောင်ရှင်းပြထားတဲ့လက်ကမ်းစာဆောင်တွေကိုလည်းပြုလုပ်လိုက်ပါသေးတယ်။သူမရဲ့အစီအစဉ်ကလုတ်ဖြစ်ခဲ့ပြီးနိုင်ငံမှာရုပ်သံကတော့ထုတ်လွှင့်ခဲ့ပါတယ်။ဒီကိစ္စတွေအတွက် တရားဝင်ထုတ်ပြန်ချက်တွေထွက်လာခဲ့ပြီး O2 company ရဲ့အမှုဆောင်တွေပေါ်မှာလည်းဖိအားတွေအတော်တက်ရောက်စေခဲ့ပါတယ်။အခုကတော့ဒီမကောင်းတဲ့ထုတ်ကုန်ရဲ့နောက်ွယ်ကညံကြီးရင်ဖြစ်တဲ့ O2 company တတိချက်ကိုမြင်ရမှာဖြစ်ပါတယ်။သူကရန်ကုန်မှာမှာတဲ့ဗြိတိန်တတိတယောက်ဖြစ်ပြီးကိုရီးယားကိုသူ့ရဲ့ပစ္စည်းတွေလာရောက်တာဖြစ်ပါတယ်။သူ့ရဲ့ဝန်ထမ်းတွေကိုစကားပြောဖို့နဲ့ဆက်ဆက်ဖို့ရသူကသူတစ်ပါးရဲ့ကျမ်းမာရေးကိုဂရုစိုက်မဲ့ဖို့မပေါက်တာတော့ထင်ရှားပါတယ်။သူ့ရဲ့ပတ်စံနေနဲ့သူစီးပွားရေးလုပ်ငန်းတိုးချဲ့ဖို့ကိုပဲဂရုစိုက်တဲ့သူဖြစ်ပါတယ်။ဒီရှင်တွေကိုဖြည့်ရှင်းဖို့ချမ်းကသူ့လက်တော့စိုးဝူစစ်ကိုတာဝန်ပေးလိုက်ပါတယ်။ တို့နဲ့စကားပြောပုံအရ Sport Lesser တကယ်ပဲအနေဖြစ်စီတဲ့ PCP ကြောင့်ပေါ်လွင်သွားပါတယ်။သို့တော်လည်းချမ်းဟာဂိမ်းဆိုင်ပါ။ဝစ်စ်ကိုဒီပြဿနာတွေကိုအမြန်ဆုံးဖြေရှင်းမှုနဲ့အောင်မြင် CEO အဖြစ်ရာထူးတုပ်ပြီးမှပြောခဲ့ပါတယ်။ဝစ်စ်လည်းစိတ်တွေလှူရှားပြီးအမြန်လုပ်ငန်းစလိုက်ပါတယ်။ရန်ယူကလည်း O2 Company ကိစ္စကိုစုံစမ်းတဲ့ကသူ့အလုပ်ကနေထွက်လိုက်ပြီးတိုက်ခန်းအစ်စ်ကိုပြောင်းနေလိုက်ပါတယ်။ O2 Company ကလည်းလူသက်မှုဆွဆဲချက်တွေကိုဇက်တိုက်ညှဉ်းဆန်နေတာကြောင့်အမှုကိုတရားရုံးကိုလွှဲလိုက်ပါတော့တယ်။ရန်ယူကိုယ်တိုင်ကလည်းထူးချွန်နေရှိနေဖြစ်နေပေမဲ့ ဥတုပက်ကလည်းအမှုနိုင်အောင်လုပ်ပေးမယ်ရှင်းနေကြီးကိုသာငှားရမှာဖြစ်ကြောင်းသိနေခဲ့ပါတယ်။ဒါကြောင့်သူမကဗျောင်ဆက်လို့ခေါ်တဲ့သူ့ဆရာဆုရရှင်းနေကြီးစီကိုသွားခဲ့ပါတယ်။သူကအမှုများစွာကိုအရှုံးမရှိနိုင်ခဲ့တဲ့ရှင်းနေကြီးတူဖြစ်ရန်ယုကသူ့ကိုဆေးအားထက်သန်စွာအကူအညီတောင်းလိုက်ပြီးအိုတူးကိုခြေပါဖို့အချက်လက်ဖိုင်ကိုပေးခဲ့ပါတယ်။ဗျောင်ဆက်ကအမှုကိုအချင်းချုပ်ဖက်လိုက်ပြီးသူစဉ်းစားအောင်မယ်လို့ပြောခဲ့ပါတယ်။ကံမကောင်းစွာနေပေရန်ယုသူ့တက်ခံကိုပြန်ရောက်ချိန်မှာတော့ဗျောင်ဆက်ကအမှုမလိုက်ပေးနိုင်ကြအောင်အကြောင်းပြန်ခဲ့ပါတယ်။ဒါကြောင့်သူမကရွေးချယ်စံမရှိတော့ဘဲသူမကိုယ်တိုင်ဒီအမှုအတွက်ရှင်းနေလိုရတာမှာပါ။ ရန်ကျိုးဂျန်နဲ့တခြားလူပေါ်ကံပတ်တွေကအမှုအကြောင်းဆွေးနွေးနေတော့စပေါ့လက်ကြောင့်ယောဂခန်းစားနေရတဲ့လူတွေကရန်ကျိုးကိုထောက်ခံအားပေးဖို့ရောက်လာကြပါတယ်။အဲ့တော့ရန်ကျိုးကအားလုံးကိုစူးစိလိုက်ပြီးစကားတချို့ပြောခဲ့ပါတယ်။အခုရောက်နေတဲ့လူတွေကသူတို့မိသားစုဝင်တယောက်ကလူသက်ကံပဏီကြောင့်လေဆုံးသွားပေးမယ်လေ။ကံပဏီကသူတို့ရဲ့အတွက်တာဝန်မူကြောင်းနဲ့ဒီအမှုကငွေတော်တော်ကောင်မှဖြစ်ကြောင်းဒို့ပေမဲ့အဲ့ငွေတွေကိုဂျန်ကအကုန်ကမှဖြစ်ကြောင်းပြောခဲ့ပါတယ်။ကြားလိုက်ရတော့လူတွေကလည်းအဲ့ဝန်သာလက်ခုပ်တွေတီးကြပြီးအိုတူးကိုအဆုံးထိဆန့်ကျင်သွားမှဖြစ်ကြောင်းကြေပြုခဲ့ကြပါတယ်။ ချမ်းမမှာတော့သူ့လက်ထောက်ဝူးစင်းတဲ့ထိတ်တန့်ရှိနေအဖွဲ့ရရှိနေပါတယ်။ရန်ယူဘက်မှာတော့ယောဂခံစားနေရတဲ့မိသားစုဝင်တွေနဲ့ဂျန်ရှိနေပါတယ်။မကြမီပါပဲတရားခွင်ကျမ်းတော်မူစတင်ပါတော့တယ်။တရားသူကြီးတွေကရန်ယူရဲ့ရှာဖွေတွေ့ရှိမှုကိုမေးမြန်းပါတယ်။သူမှမပြောခင်မှာပဲချမ်းရှိနေကောင်းဆောင်ရောက်လာပါတယ်။သူကတော့ရှားသူမဟုတ်ပါဘူး။ရန်ယူရဲ့ဆရာဖြောင်းဆက်ပဲဖြစ်ပါတယ်။ဖြောင်းဆက်ကရန်ယူပြီးခဲ့တဲ့တတိဖိုင်ကိုတစ္ဆာဖောက်ပြီးချမ်းကိုငွေအမြောက်များနဲ့ရောင်းစားထားတာပဲဖြစ်ပါတယ်။ဒါကြောင့်ရန်ယူပါမိမိချမ်းတို့ဘက်ကအဖြေရှိပြီးဖြစ်နေတာကြောင့် လန်လန်ကြီးကတော်တော်ခက်ခဲသွားခဲ့ပါတယ်။ဗျောင်းဆက်အလေးကိုရောက်လာချိန်မှာတော့သူ့အမှုတရားအပြစ်မရှိကြောင်းတက်တက်ပြဖို့ spotlight ကိုတခွဲဆက်သက်ဖို့တောင်းဆိုခဲ့ပါတယ်။ဒီလိုချင်းကရတရဘောက်ကြာမြင့်နိုင်ပြီးစမ်းသပ်နေချိန်အတွင်းမှာဂျာနာမှုကိုလည်းခေတ္တဆိုင်ခံထားမှာဖြစ်ပါတယ်။ချန်နယ်သူ့အဖွဲ့ကတက်တက်ပြဖို့အတွက်မဟုတ်ပဲတမင်အချင်းဆွဲလိုက်ခြင်းသာဖြစ်ကြောင်းရန်ကျိုးကတော့သိနေခဲ့ပါတယ်။ဂျာနာမှုကနောက်သုံးဘက်ကိုရွှေ့လိုက်ပါပြီ။ရန်ကျိုးတို့ဘက်ကအမှုကိုနန်းနန်းကြီးကလည်းတရက်တည်းတည်းနဲ့လှူလာခဲ့ပါတယ်။ရန်ကျိုးကနေမကြီးဓာတုပညာရှင်တယောက်စီသွားခဲ့ပြီး သူတို့ဘက်ကနေသူ့အတွေ့အကြုံရ spotless ဆာလူပေါ်မျိုးစာအတွက်အသက်နေဖြစ်စေနိုင်တဲ့ဆေးရည်ဖြစ်ကြောင်းတရားသူကြီးတွေကိုရှင်းပြပေးဖို့တောင်းဆိုခဲ့ပါတယ်။ဓာတုပညာရှင်ကလည်းခဏတော့စဉ်းစားခဲ့ပြီးသဘောတူခဲ့ပါတယ်။တစ်ဖက်မှာလည်းချင်းရဲ့လက်ထောက်ဝူစစ်ကလည်း spotless ကိုစမ်းသပ်ဖို့တာဝန်ယူထားတဲ့အစိုးရဓာတုပညာရှင်နဲ့တွေ့ဆုံခဲ့ပါတယ်။ဝူစစ်ကအဖြေကိုပြောင်းပေးဖို့ငွေများပြားနဲ့လက်ထိုးခဲ့တာပဲဖြစ်ပါတယ်။အဲညမှာပဲဂျန်ကသူ့သားအခန်းကိုသွားတဲ့အချိန်မှာသူ့သားရဲ့အခန်းထဲမှာဝူစစ်ကိုတွေ့တော့ဂျန်ကအခန်းထဲကနေထွက်သွားဖို့ပြောလိုက်ပါတယ်။ ဝစ်စကစားစားတဲ့အချို့ကိုထုတ်ပြပြီးအမှုကိုလက်လျှော့လိုက်မယ်ဆိုရင်သူသားအတွက်အဆုပ်အသစ်တစုံရရှိမှာဖြစ်ကြောင်းကန့်လန့်ခဲ့ပါတယ်။ပြီးတော့စာရေးတစ်ခုကိုလည်းပေးခဲ့ပြီးထွက်သွားပါတယ်။ဂျန်ကသူသားကလေးပေးမှထားလိုက်ကစာရေးကိုဖျက်လိုက်ပြီးတောင်းပန်ပါတယ်တားရဲ့အဖေဒါကိုလက်မခံနိုင်ဘူးလို့ပြောလိုက်ပါတယ်။နောက်ထပ်ဂျာနာမူနီကိုရောက်ရှိလာပါတယ်။ရန်ကျူးရဲ့မိတ်ဆွေဓာတုပညာရှင်ကလည်းရှိနေပြီးသူ့ရဲ့စမ်းသပ်ချက်အဖြေကိုပြောပြနေချိန်မှာတော့လူတိုင်းကအာရုံစိုက်နေကြပါတယ်။သူက Spotlight မှာ PHMG လို့ခေါ်တဲ့ဓာတုပစ္စည်းပါဝင်ပြီးအဲ့ဒါကအလွန်အနည်းဖြစ်စေတဲ့ပစ္စည်းဖြစ်ကြောင်း အဲ့ရကအသက်ရှူကြခြင်းရှောင်းဆိုးခြင်းနဲ့အချိန်မီမကူတာပါကအဆုတ်ပြစီနိုင်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါကြောင့်ရန်ကျိုးဘက်ကအနေနဲ့အခွင့်အရေးတာခဲ့ပါတယ်။ဒါပေမဲ့လည်းဗျောင်းဆက်တို့ဘက်ကရှိနေကစောင်းမတစ်ခုတင်ပြလာခဲ့ပါတယ်။သူကဓာတ်ပညာရှင်ကိုပြပြီးအတန်တော့ပတ်ခိုင်းလိုက်ပါတယ်။အဲ့ဒါကတော့သူကိုယ်တိုင်2004ခုနှစ်က PHMG ဆိုတာအန်ရမဖြစ်စီပါဘူးလို့ရေးခဲ့တဲ့စောင်းမပဲဖြစ်ပါတယ်။ဒီအားနဲ့ကြောင့်ချန်တို့ဘက်ကအသာစီးရသွားပြန်ပါတယ်။အခုကတော့လက်ထူးထားတဲ့အစိုးရဓာတ်ပညာရှင်အလဲပဲဖြစ်ပါတယ်။ပြောလင်းထားတဲ့အတိုင်းပါပဲ။ အစိတ်ဓာတုတက်ခွဲဆန်းသက်မှုက negative ထွက်တယ်လို့ပြောခဲ့ပြီး spotless ကအနေဖြစ်စေနိုင်လောက်တဲ့ phmg ပမာဏမပါဝင်ဘူးလို့ပြောခဲ့ပါတယ်ပြီးတော့သူကဒီလိုဆန်းသက်နေခြင်းအတွင်းရန်ကျိုးဘက်ကလူများလည်းရှိနေကြောင်းပြောခဲ့ပါတယ်ဒီလိုကြားလိုက်ရတဲ့အချိန်မှာတော့ယောဂခံစားရတဲ့လူတွေရဲ့မိသားစုဝင်တွေဟာလည်းရှော့ရသွားခဲ့ကြပါတယ်အဲ့တော့ဂျန်ကထွက်လာပြီးရလကမှန်ကန်ကြောင်းနဲ့လိန်ညာလက်ပြထားခြင်းမရှိကြောင်းပြောခဲ့ပါတယ်ဒီလိုရလက်တွေကြောင်းချမ်းနဲ့သူ့ရဲ့ company ကအမှုအနိုင်ရရှိသွားခဲ့ပါတယ်နောက်ရမှာတော့ချမ်းကသူ့အမှုမှာကူညီခဲ့တဲ့လူတွေနဲ့အောင်ပွဲကျင်းပနေပါတယ်အဲ့ဒီမှာရန်ကျိုးဘက်ကဓာတုပညာရှင်လည်းပါဝင်နေပါတယ် ဒါကိုကြည်ချင်းအပြင်ချမ်းကသူ့လမ်းကိုလာနောက်ရှက်မဲ့လူမှန်သမီးကိုလက်ထိုးခဲ့တာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ချမ်းကလေးစင်းမှာရောက်နေပြီးလန်ဒန်ကိုပြန်တော့မှာပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာပဲရဲတွေရောက်လာခဲ့ပါတယ်။သူကလည်းလင်းရင်ထွက်တော့မှမဟုတ်လမ်းဖယ်ဖို့ကိုပြောပြမိအရေးအရာရှိကသူ့တက်ဒီနေ့ဘာလင်းရင်မှမရှိကြောင်ပြန်ပြောခဲ့ပါတယ်။ချမ်းလည်းသူ့ကိစ္စပေါ်သွားပြီလို့သဘောပေါက်လိုက်ပါတယ်။လက်ထောက်ဝူစေကတော့အတုကံနေအကြောင်းတရင်ကနေကြည့်နေပါတယ်။အစိုးရဘက်ကဓာတ်ပညာရှင်ပေးခဲ့တဲ့စမ်းသပ်ချက်အဖြစ်အားလဲလောက်ချက်ဖန်တီးထားတာဖြစ်ကြောင်းပေါ်ထွက်လာခဲ့ပါတယ်။ဝူစက်ကစတင်ငိုပြီးတော့နော်ကြောင်ပြပြကုတ်ကိုကြည့်ရမှာပဲဖြစ်ပါတယ်။ ဝစ်စစ်ကလည်းအဲ့ဒီအဆုတ်ယောဂါကြောင့်သူ့မိသားစုကိုဆုံးရှုံးခံရတဲ့သူပဲဖြစ်ပါတယ်။ချမ်းကဒီကိစ္စတွေအတွက်တာဝန်ရှိသူဖြစ်တယ်လို့သူကသိနေပေမဲ့ချမ်းကတော့ဘယ်တော့မှလက်မခံခဲ့ပါဘူး။ဒါကြောင့်ဝစ်စစ်ကချမ်းကိုတနည်းနည်းနဲ့တန်တိုင်းနေနောက်ကိုပို့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။နောက်ပြောက်ွက်တစ်ခုကတော့စေးရုံမှာဝစ်စစ်ပေးခဲ့တဲ့စာရေးကိုချမ်းကဖျက်လိုက်စင်မှာဝစ်စစ်ရဲ့မိသားစုပုံကိုတွေ့သားခဲ့ပါတယ်။ဂျန်လည်းချက်ချင်းပဲသူကလည်းနင်းနာသူဆိုတာကိုသိတော့ပါတယ်။ဂျန်ကသူနဲ့ဆက်သွယ်ခဲ့ပြီးအစိတ်ဆန်းသတ်မှုကိုလျှို့ဝှက်လှုပ်ဆောင်ပြီးတော့တိုက်ရိုက်လက်လွဲဖို့လိုချင်ခဲ့ကြတာပဲဖြစ်ပါတယ်။အစီအစဉ်တွေကတော့သူတို့ဖြစ်စီခြင်းတို့ဖြစ်စီခဲ့ပြီးချမ်းနဲ့တန်တိုင်းနေနောက်ကိုရောက်သွားခဲ့ပါပြီ။ ရန်အနေငယ်ကြတော့ဂျန်ရဲ့သားအစိုးတည်တစုံကိုရရှိခဲ့ပြီးပျော်ရွှင်စွာနေထိုင်တော့ပါတယ်။နောက်ဆုံးခက်မှာတော့ပါလီမန်ရုံးအပြင်မှာဆန္ဒပြနေတဲ့လူတွေကိုမြင်ရမှာဖြစ်ပါတယ်။သူတို့ကအစီပစီကိုပေါ်ဆစာထောက်ခံခဲ့တဲ့အစိုးရကိုအယုတ်ပေးစေချင်တာပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြောင့်ကိုရီးယားမှာလူနဲ့တောင်းလို့တည်ဆုံခဲ့ရပြီးလူပေါင်းတပ်တန်းလောက်ကအစုံနဲ့ပတ်သက်တဲ့ဝေဒနာကိုခံစားခဲ့ရပါတယ်။